Palace ကိုအရှုံး hat trick မရအောင် Liverpool စွန့်ဆောင်ပြနိုင်မလား ဂျာဂနိုမြေနိုင်ပွဲဆက်နေရာကနေပြီးတော့ပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲဆက်မှာ9ပွဲအထိကိုလီဗာပူးအသင်းကရှုံးနေခဲ့လို့ဂူအောင်ကြီးလို့ကိုအခေါ်ခံနေရပါပြီ။လီဗာပူးအသင်းအခုလိုအရှုံးတွေအစဖော်ပေးခဲ့တာကတော့ခရစ်စတယ်ဘဲလီအသင်းပဲဖြစ်ပါတယ်။လီဗာပူးအသင်းကဒီရသည်ခရစ်စတယ်ဘဲလီနဲ့မတွေ့ခင်အထိပြိုင်ပွဲဆုံး9ပွဲစလုံးအနိုင်ရပြီးတော့တာယာနေခဲ့တာပါ။ဒါပေမဲ့ပရီးမီးယားလိပွဲစဉ်6မှာတော့ခရစ်စတယ်ဘဲလီနဲ့တွေ့ပြီးနောက်ပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီးတော့အဲ့ဒီကလေးကပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲမှာ9ပွဲအထိကိုရှုံးနေခဲ့တယ်လို့ပရီးမီးယားလိမှာဆိုလို့ရှိရင်လည်း ်လေးဘွက်ဆက်ရှုံးနေခဲ့ပြီးတော့စိုးရိမ်ရင်မက်ကိုရောက်ရှိနေတဲ့အနေအထားနဲ့ရင်ဆိုင်နေခဲ့ရတာပါခရစ်စတယ်ပဲလစ်ကိုစရှုံးပြီးနောက်မှာတော့ခေါင်းမဖော်နိုင်အောင်ဖြစ်နေရတဲ့လီဗာပူးအသင်းကဒီနေ့ညမှာဆိုရင်လည်းခါရဘောင်ပလတ်စတုတ်တာအဆင့်ဖြစ်ခရစ်စတယ်ပဲလစ်အသင်းကိုအင်ဂွတ်အယ်ဖီမှာလက်ခံကစားရမှာပဲဖြစ်ပါတယ်လီဗာပူးကခရစ်စတယ်ပဲလစ်ကိုပရီးမီးယားလိဂ်မှာမရှုံးနိုင်ခင်ရာသီကြိုဖြစ်တဲ့ community တိုင်းမှာလည်းရှုံးနေခဲ့သေးတာပါဒါကြောင့်လီဗာပူးအသင်းကအင်ဂွတ်အယ်ဖီမှာသူတို့ရဲ့မပြီးဆုံးနိုင်တဲ့အရှုံးရလဒ်တွေကိုစတင်ပေးခဲ့တဲ့ခရစ်စတယ်ပဲလစ်အသင်းကိုလက်စား ချစ်ခြင်းစိတ်တွေကတော့ပြင်းပြနေမှာတော့သေးကြပါရယ်ဒါပေမဲ့အရှုံးနေနဲ့ပျော်မွေ့နေတဲ့လီဗာပူးအနေနဲ့ခရစ်စတယ်ပဲလစ်ကိုကြော်ဖြတ်နိုင်မလားဆိုတာကလည်းစိုးရိမ်စရာပါပဲလီဗာပူးအသင်းကခရစ်စတယ်ပဲလစ်နဲ့နောက်ဆုံးတွဲဆောင်ခဲ့တဲ့ဆယ်ပွဲမှာတော့လေးပွဲသာအနိုင်ရပြီးတော့သုံးပွဲရှုံးသွားပါရယ်ကြေးရဆိုရင်တော့နောက်ဆုံးဆယ်ပွဲမှာလီဗာပူးကသုံးပွဲပဲအနိုင်ရရှိထားပြီးတော့ခုနှစ်ပွဲအထိကိုရှုံးနိုင်ထားခဲ့တာပါဂိုးပေါင်းကတော့နောက်ဆုံးဆယ်ပွဲမှာသုံးပွဲသာဂိုးပွက်ခဲ့ပြီးတော့ခုနှစ်ပွဲအထိကိုဂိုးအောင်ခဲ့တာပါအာရှရဲ့ဈေးကွက်ဖွင့်လှစ်မှုတွေရဒီပွဲမှာလီဗာပူးအနေနဲ့တကိုးနဲ့ကတ်နိုင်လို့ရှိရင်တော့ ပြား40ပျော်ရွှင်ခဲ့ရမှာဖြစ်ပြီးတော့ဂိုးပေါင်းကတော့၃လုံးပြားစွန့်နိုင်မှာပဲဖြစ်ပါတယ်။လီဗာပူးအနေနဲ့သူတို့ရဲ့ကြာရှုံးခန်းကိုစတင်စေခဲ့တဲ့ခရစ်စတယ်ဘဲလီအသင်းကိုအိမ်ခွင်းအယ်ဖီမှာအနိုင်ကစားမလား။ဒါမှမဟုတ်အယ်ဖီမှာခရစ်စတယ်ဘဲလီကိုဟက်ထရစ်၃ဘွက်ဆက်အရှုံးနဲ့ရင်ဆိုင်ရမလားဆိုတာကိုတော့ဒီနေ့ည2:15မိနစ်မှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။